ြည်သူစစ်မှုထမ်းခေါ်ယူခြင်းကိုစင့်ခေါ်ခြင်းကိုမလုပ်ဖဲနဲ့အတင်းအဓမ္မဆွဲခေါ်ခြင်းလုပ်တာတော့မတင်တော့ပါဘူးနော်မင်္ဂလာဆောင်နာမှ၃ရက်ပဲရှိသေးတယ်အဲ့ဒါဆွဲခေါ်သွားတယ်နော်ခေါ်သွားတာလဲဟိုဒီအုတ်ချုပ်ရည်အဲ့ဒီအဲစင်းတိုင်ထားတဲ့သားနဲ့အဲဒီအုတ်ချုပ်ရည်မူကဒီရံဖြစ်လို့ဆိုတဲ့သဘောနဲ့ခေါ်ပြီးတော့တခါလဲဒီပြည်သူစစ်မှုထမ်းနဲ့ကိုထည့်လိုက်တာဒါ စင့်ခေါ်တာမဟုတ်တော့ဘူးစီးနဲ့ကန်းနဲ့ဥပဒိနဲ့ညီညွတ်ပြီးတော့စင့်ခေါ်တာမဟုတ်တော့ဘူးဒါကလှည့်စားပြီးတော့နော်အတင်းအားထဲမှာဆွဲခေါ်တာဖြစ်သွားတယ်ဒေါ်လာမျိုးရီအားလုံးပဲမင်္ဂလာပါနိုဝင်ဘာလ22မှ2ရက်နေ့ဖြစ်ပါတယ်ဒေါ်လာရင်းနဲ့ပတ်သက်တဲ့သတင်းဥသတင်းထူသတင်းကောင်းလေးတွေကိုရေဦးစွာနားဆင်ကြပါပြီးတော့ကျွန်တော်ဗီဒီယိုတွေကို reaction လုပ်ပေးမှာဖြစ်ပါတယ်ပထမဆုံးသတင်းလေးကတော့ရန်ကုန်တိုင်း တင်ကန်းချင်းမြို့နယ်တူဝနအာကစားပြိုင်ပွဲရုံတက်မှာကျန်းဖို့ပါတီကခင်ကြီးကနေပြီးတော့မှမဲဆဲဝဲပြုလုပ်ခဲ့ရမှာနေစာကလည်းပေးမယ်ဆိုပြီးတော့မှမြို့အစုံနေပေါ့နော်အဲ့ရတဲ့ဝင်ငွေနေပြီးတော့မှဒါကျွန်တော်တို့ဝင်ငွေနေတယ်ပေါ့နော်ပြီးသူတချို့ကိုဒါကျွန်တော်တို့အာခေါ်ယူခဲ့တယ်ပေါ့နော်အဲ့ခေါ်ယူပြီးတော့မှဒါကျွန်တော်တို့နေစာကပေးမယ်ဆိုပြီးခေါ်တာနော်အဲ့ဒါနှစ်ရက်ကြာသည်အထီဟိုဒါမပေးဘူးပေါ့နော်ပေးပေးခြင်းမရှိတဲ့အကြောင်းပေါ့နော်အဲ့ပွဲကိုလိုက်ပါလာတဲ့အဲ့ကျွန်တော်နေစားကမရတဲ့သူတွေတချို့ထမ်းနေပြီးတော့မှတည်ရတယ်ပေါ့နော်မင်းတို့ကဘာလုပ်တာရောလို့အဲ့လို င်းတို့အဲ့လိုမျိုးလှုပ်လေမင်းတို့အဲ့လိုဆောက်ရှက်မရှိတဲ့ဥစ္စာတွေအမြဲတမ်းလွတ်လို့ပေါ်ပေါ်လာတယ်။ဘာလို့တာလဲလို့ပြည်သူကမင်းတို့မထောက်ခံဘူးဆိုတာတည်တည်ရဲအဲ့လိုပတ်စံပေးပြီးတော့မှမင်းတို့လုံလို့ရရဆိုတော့မင်းတို့အဲ့ဆောက်အောင်တော့ mindset ကြီးကမင်းတို့အခုချိန်လေးရှိတော့မဲ့လားမင်းတို့ပါတီဥက္ကဋ္ဌဆိုတဲ့ခင်ရီလိုကောင်မိုးတော်မှာဒီလိုအုံနောက်ရှိရဆိုရင်ကျန်တဲ့ကောင်တွေအုံနောက် level ကိုပြည်သူကဟိအောင်တွေးတက်နေပြီတိလားထမင်းမှုမေးမယ်တဲ့နေစားက2000မေးမယ်ဆိုပြီးခေါ်တယ်တဲ့ ကားပေါ်တက်တဲ့အချိန်မှာ9000ပေးတယ်နောက်ပြန်လာတော့ကျန်တဲ့တထောင်ဝယ်ပေးမယ်ဆိုပြီးတော့မှမပေးဘူးတဲ့တချို့တပြားမရဘူးတဲ့ညို့နေရနေပြန်ပြီးတော့မှဖြတ်စားရလို့ပြောတယ်တဲ့တိုက်ကော်မတီကိုတိုင်ထားတယ်ထမင်းမိုးကတော့လူတိုင်းရတယ်ငွေပဲအပြစ်မရတာဆိုပြီးတော့မှရွှေပီတာကနေစားကနဲ့လိုက်ပါလာတယ်ပယံသမားကပြောတယ်ဝတ်တော့ဆောက်ချက်ပဲမင်းတို့ကြားခိုင်ရေးပါတယ်တကယ်ပြောတာတော်ဆိုးနေပြီကြားခိုင်ရေးရ Okay ဆိုတော့နောက်တဲ့တဲ့လေးမကွေးတိုင်းပွင့်ဖြူမြို့နယ်နဲ့စစ်တုတ်တရာပေါ့နော်ဒါကျွန်တော်တို့ပွင့်ဖြူမြို့နယ်ကျွန်တော်တို့စကုမြို့နယ်တို့မှာပေါ့နော်ဒါကျွန်တော်တို့ အကြမ်းမဆက်တဲ့ကလူငယ်73ကိုပေါ်တာဆွဲဖမ်းဆီးပြီးတော့မှလူငယ်2ဦးနဲ့ငွေကျပ်350နဲ့ပြန်ရွေးခိုင်းခဲ့တဲ့အကြောင်းကိုပြည်သူညီနောင်ဆက်လင်းသတင်းတာဝန်ခံကိုပြည်သူကပြောပါတယ်။နိုဝင်ဘာ73ရက်နေ့မှာပွဲဖြစ်ပြုံးတဲ့လေကိုင်းကြီးရွာအနီးမှာပေါ့နော်။ Air Return ကနေပြီးတော့မှလာတဲ့စပားရိတ်ချွေဆက်တွေတင်လာတဲ့ဆယ်ဘေးကောင်ပေါ်မှာလိုက်ပါလာတဲ့လူငယ်3ဦးကိုအကြမ်းမဆက်တဲ့ကပေါ်တာဆွဲဖမ်းဆီးခဲ့ပါတယ်။အဲဒီနောက်ပွဲဖြစ်ပြုံးတဲ့ဆက်လင်းမြို့ပေါ်ကိုပြေးဆွဲနေတဲ့ဒါကျွန်တော်တို့ အာတောင်ဝင်ပေါ့နော်တောင်ဝင်ရင်တိုင်းမှာလိုက်ပါလာတယ်လူငယ်တို့ဘူးလေကျောင်းတော်ရလမ်းဆောင်မှာအချမ်းပဲဆက်တဲ့ကထပ်မှန်ပြီးတော့မှာပေါ်တာဆွဲဖန်းစီခဲ့တဲ့ကျောင်းလည်းသိရတယ်ဒါအပြင်ပွတ်ဖြူမျိုးနဲ့ဗန်တန်းချီဝါကလူငယ်တို့ကိုလည်းအချမ်းပဲဆက်တဲ့ကပေါ်တာဆွဲဖန်းစီသွားခဲ့တဲ့ကျောင်းလည်းသိရပါတယ်ဆိုတော့အဲ့ပေါ်တာဆွဲသွားတဲ့လူငယ်73ဦးကိုဒီကောင်တွေကဖန်းစီပြီးတော့မှာလူငယ်တို့ကိုငွေကျပ်350နဲ့ပြန်ရွေးခိုင်းတယ်ဆိုတော့ဘလောက်များဘလောက်မရိုင်းလဲငွေကြီးဘလောက်ခက်ခဲနေတဲ့ကာလမှာကျန်350နဲ့မရွေးနိုင်တဲ့ပမာဏကိုပြောပြီးတော့မှာဟို ရွေးနိုင်ခဲ့တယ်ဆိုရင်လည်းဒီကောင်တွေတက်ငွေအထက်တန်းကြံမယ်မရွေးနိုင်ခဲ့ဘူးဆိုရင်လည်းစစ်မှုတန်းအတွက်ဒီကောင်တွေ OK မယ်တစ်ချက်ခုနှစ်ချက်ပြတ်လောက်တာတော့ဘလောက်မရိုင်းလဲဆိုတာစဉ်းစားကြည့်သူတို့သူများတွေအပူသူတို့မကြည့်ဘူးသူတို့အစဉ်ပြေပြီးတော့အဲ့ခွေးတရုံသားတွေအဲ့ဒီအဲ့ဒီဒီကောင်တွေကိုပြုတ်ဒီကံပဲထင်တယ်ကိုတန်ပြလာမယ်ဆိုတဲ့အတိုင်းပဲဒီကောင်တွေပြုတ်ရကံဒီကောင်တွေချင်းဒီဘောပြန်လာမှာအဲ့ဝစ်ကလဲဟိုးလဲမှာခွေးတရုံသားတွေနော်သူများတွေရဲ့ပတ်စံကို150မင်းတို့လိုချင်တယ်ဟဲ့350အေးမင်းတို့ပြန်ခံရတဲ့ဟာမျိုးမှလည်း တင်း150အခါ150ပကခံရမယ်ဆိုတော့မမေ့နဲ့ခွေးတရောင်းသားတွေဒါကတော့ကျွန်တော်ကျွန်တော်တို့မခွေးရတော့เนาะကျွန်တော်တို့ရဲခွေးစစ်ခွေးတရောင်းသားတွေအုတ်ချုပ်ရေးမှုတရောင်းသားတွေเนาะပြူတရောင်းသားတွေလူမိုက်တရောင်းသားတွေအကြောင်းပေါ့နောက်ထပ်တဲ့တင်းကမင်္ဂလာတင်းဒါကတော့ဗါလဲဆိုရှမ်းပြည်နယ်တောင်ပိုင်းဖဲခုံမြို့နယ်တိုက်ပွဲတွေအတွင်းမှာစစ်ကောင်စီလက်အောက်ခံပအုပ်ပြည်သူစစ် PNO PNA တပ်ကဗိုလ်မှူးတွေအပါအဝင်တေဆုံးမှုတွေများပြားနေတဲ့ဒေသခံစစ်ရေးတရင်းမင်းနဲ့ရဲဘော်ချူကပြောတယ်ဖဲခုံမြို့နယ်ရဲ့အနောက်ဘက်ခြမ်းကဘောဒံနဲ့ အောင်စလုံးချိပါတွေဘက်မှာဒါကျွန်တော်တို့မာလာ27ရက်နေ့အထိကိုတိုက်ပွဲတွေကနေ့စဉ်ဖြစ်ပွားနေလို့သိရတယ်ရက်တိုင်းထိတွေ့မှုတွေဖြစ်ပြတယ်ခေါင်းအီးအုပ်စုတွေကဒါကျွန်တော်ဘောဒန်ရောတောင်စလုံးအဲ့ဒီတကြောလုံးမှာလို့ကျွန်တော်ဖေကော်ပြိုးနဲ့တိုက်ပွဲတက်မှာရှိနေတဲ့ရဲဘော်တို့ကပြောတယ်တိုက်ပွဲတွေတွင်မှာ PNO ဘက်ကဗိုလ်မှူး3ဦးအပါဝင်တပ်သားအစုတွေ10နဲ့ချီပြီးတော့ကိုတိနေတယ်ဆိုပြီးတော့မှရက်တောင်စစ်ရေးတရေမိတွေကသိရတယ်ဆိုတော့လူသားတိုင်းအနေနဲ့တိုက်ရတာလေတဲ့နောက်ပြန်စုပ်ပေးတဲ့လူကစကားဆာရဲ့နောက်ကြည်စံနေဖြစ်ကုန်တာတဲ့သွားတိုက်တဲ့သူတွေကတချို့ဆိုရွာသားတွေပဲတဲ့တင်းတဲ့တော့မတက်ရသေးဘူးတဲ့ စကားဒေတာဘက်ကပေါ့နော်ဒါကျွန်တော်တို့ရွာတွေနဲ့အင်းလေးတောင်ပိုင်းကဒါကျွန်တော်တို့ထီခိုးညောင်လေးပဲနတ်ပွန်စတဲ့ရွာသားတွေပါတယ်လို့ဆိုပြီးတော့မှဒါကျွန်တော်တို့ PNO တပ်သားတွေရဲ့တည်ဆုံမှုနဲ့ပတ်သက်ပြီးတော့မှပြောပြလာတယ်ပေါ့နော်အဲ့တော့ဘလောက်မယမ်းလဲဆိုတာစဉ်းစားကြည့်လူသားတိုင်းပုံစံမျိုးနဲ့တက်တာတဲ့အေးမင်းတို့ပြည်သူတို့လည်းလူသားတိုင်းလုပ်တယ်ကိုယ့်စစ်သားချင်းချင်းပြည်သူစစ်ချင်းချင်းတို့လည်းလူသားတိုင်းလုပ်တယ်အဲ့တော့ဟာဟိုတော့မှမင်းတို့ကောင်းတယ်စစ်တပ်ကကောင်းတယ်ဆိုပြီးတော့မှထောက်ခံနေတယ်အဲ့ပအုပ် PNO ပြည်သူစစ်ဆိုတဲ့ခွေးတောင်သားတွေလည်းငါမင်းတို့အံ့ဩလို့မဆိုဘူးအေးအဲ့တော့ဘာဖြစ်လဲ ာနာရှင်နဲ့ပေါင်းတော့မင်းတို့ကောင်တွေခွေးသေးဝတ်သေးသေးရတယ်အေးမတွေ့တယ်နော်မင်းတို့ခွေးသေးဝတ်သေးသေးရတယ်အမေဒီတက်ပူသေးဦးမင်းတို့ထပ်ပေါင်းမင်းတို့အဲ့ဒီကောင်တွေနော်โอเคဆိုတော့နောက်ထပ်တဲ့တဲ့လေးရတော့မန္တလေးမြို့နော်ပသိမ်ကြီးမြို့နယ်မှာအမျိုးသမီးငယ်ကိုကားနဲ့တိုက်ပြီးတော့မှဒိုင်ယာနဲ့ဆွတ်ပစ်သွားတဲ့ပြူစောဒီကအချင်းချင်းတပ်ပြက်ခံခဲ့ရတဲ့သူပေါ့နော်အောင်ခန့်ပေါ့နော်အဲ့ကောင်ကဒီကျွန်တော်တို့အောင်ခန့်ရဲ့အဖွဲ့ဝင်ကားဖြစ်တယ်လို့ဗလားဒီမှာလက်ဖြစ်နေတဲ့အတွက်ကြောင့်ပေါ့လို့ဒီအဲ့ဒီကနေ့ထီကိုစစ်တပ်ကအေးအေးယူမပြုတ်နိုင်သေးဘူးတဲ့။အော်ပြူစောတိကားဖြစ်လို့ စက်တနဲ့ရေးကအေးမယူဘူးတဲ့အဲ့ဒီကားတိုင်းမှုဖြစ်ပြီးတော့မှထပ်ဝေရဲဆိုတဲ့ကောင်ကခဏပြောက်သွားတယ်တပတ်လောက်ပဲပြန်ပေါ်လာပြီးငါရှိသေးတယ်ဆိုပြီးတော့မှတစ်တော့မှာပါတင်ခဲ့သေးတယ်တဲ့ကားတိုက်တဲ့အမှုကအညှိလိုက်တယ်လို့ကြားတယ်ပေါ့နော်စေယုံကြည်မူကြီးဌာနကလည်းလက်စားတာနံပါတ်ကြီးဆိုတော့အတက်ခံရတဲ့ကောင်မလေးကိုရဲစာတေချာမရေးပေးဘူးပေါ့နော်ဘလောက်နဲ့ပြီးသွားလဲတော့မသိဘူးအခုတော့အဲ့ကောင်လေးပြန်ဆောင်ကြွနေတယ်ဆိုပြီးတော့မှမြို့ကတူဦးကပြောတယ်ပေါ့အော်ငူဒီလိုမျိုးအခရီးလိုက်စားမှုတွေအဲ့လိုမျိုးလက်ပေးလက်ယူမှုတွေပြည့်စုံနေတဲ့ ရှိနေတဲ့မြားပြားနေတဲ့မြန်မာနိုင်ငံကြီးဒါမန္တလေးရန်ကုန်ဆိုပိုတောင်ဆိုးတယ်နေပြည်တော်ဆိုပိုတောင်ဆိုးမယ်အဲ့တော့ဘလောက်တောင်နေချင်းစရာကောင်းတဲ့နိုင်ငံကြီးလဲဆိုတာစဉ်းစားကြည့်ရင်ပြူစောတိဖြစ်နေလို့ရဲနဲ့စစ်သားမဖမ်းရဲဘူးတဲ့အော်အေးမင်းတို့တော်တော်ဆိုးရွားနေပြီမင်းတို့ကပါလေရဲစစ်သားကပြူစောတိတက်တော်ပါမင်းတို့ကတတိမရှိဘူးလားအေးမင်းတို့အဲ့လိုဖြစ်နေပြီခွဲတော်သားတွေရဲ့ okay ဆိုတော့တတိယလေးနားဆင်ပေးတဲ့နောက်မှာဗီဒီယိုဖိုင်လေးကြည့်ရအောင်ပါပထမဦးဆိုတာမိသားစုတွေကိုကျွန်တော်ကဒီ ်ဆရာကုတ်သိမ်းမြတ်ပေါ့နော်ဆရာဆရာကုတ်သိမ်းမြတ်ရဲ့သုံးသက်ချက်တွေတဲကမှမှားနေတာကိုသူမှားနေတာကိုဝေမခံတဲ့မင်းအွန်လိုင်းရဲ့အကြောင်းကိုဆရာကုတ်သိမ်းမြတ်ကပြောလာပါတယ်နောက်ထောင်ကြည့်အောင်သူတို့အာနာသိချင်လို့ရှိရင်အကြောင်းပြချက်ရှာပြီးတော့သိမ်းတော့တာပါပဲ2020ရွေးကောက်ပွဲကိုမဲကွာပါတယ်မဲမတမာမှုတွေရှိပါတယ်လို့ပြောတာဟာစစ်တပ်ဖွားဘက်တော်ပါတီအနိုင်မရလို့စစ်တပ်ကမကြင်မချမ်းထပြောတဲ့စကားပါ စစ်တပ်နဲ့ကြန့်ဖွင့်မဟုတ်တဲ့အဲ့တုန်းကရွေးကောက်ပွဲစောင့်ကြည့်လေ့လာတဲ့သူတွေအကုန်လုံးဘယ်သူကမှမဲမတမာမှုရှိတယ်လို့တခွန်းကလေးမှ မပြောခဲ့ပါဘူးနိုင်ငံတကာရွေးကောက်ပွဲစောင့်ကြည့်အဖွဲ့တွေအဲ့တုန်းက၅ဘွဲလောက်ရှိပါတယ်တကယ်တော့မဲမတမာမှုရှိမရှိဆိုတာတိတိကျကျအဲ့လိုစောင့်ကြည့်လေ့လာတဲ့သူတွေမှသာသိနိုင်တာပါစစ်တပ်ကအဲ့လိုစောင့်ကြည့်လေ့လာတဲ့အလုပ်လည်းမလုပ်ခဲ့ပါဘူးမဲစင်းဆိုတာကရွေးကောက်ပွဲမတိုင်ခင်ကတည်းကကြိုတင် ကြင်ညာရတာပါအဲ့ဒီတော့ကရွေးကောက်ပွဲ မတိုင်ခင်မှာအဲ့ဒီမဲစင်းနေမှားနေပါတယ်လို့ဘုံမင်းအွန်လိုင်းတခွမှမပြောခဲ့ပါဘူးရွေးကောက်ပွဲလုံနေတဲ့ကာလအတော်အတွင်းမှာလဲမဲစင်းနေမှားနေပါတယ်လို့ဘုံမင်းအွန်လိုင်းတခွမှမဟုတ်ခဲ့ပါဘူးဘုံမင်းအွန်လိုင်းကိုယ်တိုင်တောင်မှကျေနပ်လို့သူကိုယ်တိုင်သွားပြီးတော့မဲထည့်ခဲ့ပါတယ်အဲရွေးကောက်ပွဲပြီးတဲ့နောက်သူ့ဖွဲ့မနိုင်တော့ဘူးရှုံးပြီဆိုတာကို အတန်ကြားလိုက်တော့မှဟိုဟာမှားပါတယ်ဒီဟာမှားပါတယ်ဆိုပြီးတော့အကြောင်းပြအာနာသိမ့်လိုက်တာဟာဘာသဘောလဲဆိုတာသိတင်ရှားလွန်ပါတယ်อืมဆိုတော့ဟိုလက်ရှိမင်းအောင်လိုင်းအပါဝယ်မင်းအောင်လိုင်းကိုထောက်ခံတဲ့ကောင်တွေကရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့မှသူတို့စဉ်းစားဉာဏ်မရှိဘူးဆိုတော့တအားသိတာတွေပဲတလားဟုတ်မဲခိုးတယ်ပေါ့ဗျာမဲခိုးတယ်မဲလိန်နေပေါ့အဲ့ဒီကိစ္စ NLD ကရှင်းရမှာလားမေတော်ဆန်းစုကြည်ကရှင်းရမှာလားယူကြီးစီကရှင်းရမှာလားဒီချက်တော့မသိပဲနဲ့သူတို့ပထွေမင်းအောင်လိုင်းက အရဒီကမဲခိုးလို့မဲခိုးလို့အာနာသိန်းတွေတာမှန်တယ်မှန်တယ်ဆိုပြီးတော့မှမယောင်နဲ့ဘောပြေးရကြတယ်အဲ့တော့ကိုဆောင်အောင်တော့မရှိတာကိုဘယ်လိုပြောမလဲကိုဆောင်အောင်တော့မရှိတာကိုဟိုဘယ်လိုပြောမလဲဒီကျွန်တော်တို့ဟိုလူသီးရှင်ချာကျင်ညာတို့ဖြစ်နေတာပေါ့အဲ့တော့မယောင်လိုက်ဆိုတဲ့ကောင်လည်းဆောင်အောင်တော့မရှိဘူးမယောင်လိုက်အားပေးထောက်ခံတဲ့သူဆောင်အောင်တော့မရှိဘူးအဲ့လိုဆောင်အောင်တော့မရှိသေးတဲ့ကောင်တွေကောင်မတွေပေါင်းပြီးတော့မှတိုင်းပြည်ကိုအုပ်ချုပ်နေတဲ့ကာလတစ်ချက်လုံးမှာတိုင်းပြည်ကိုတိုးနှက်နေလို့ထင်နေဆိုတဲ့လူတွေရဲ့အုံနောက်တွေကတော့ ခင်ဗျားတို့အုံနောက်ကချစားသွားတာလားဒါမှမဟုတ်မင်းအွန်လိုင်းပဲဟိုဖင်ချသွားတာလားတော့ဟိုအုံနောက်ကိုချသွားလားတော့ခင်ဗျားတို့ပဲစဉ်းစားကြည့်ပေါ့ဗျာဒါပဲပြောချင်တာကျွန်တော်တို့ကအဲ့တော့နောက်ထပ်ဗီဒီယိုဖိုင်လေးတစ်ခုတော့အဲ့ဒီစမှုဒန်းဥတွေနဲ့ပတ်သက်ပြီးတော့ပါပေါ့နော်ဒါကျွန်တော်တို့လက်ရှိ2025ရွေးကောက်ပွဲမှာပေါ့နော်မင်းအွန်လိုင်းလို့လုပ်တဲ့ရွေးကောက်ပွဲမှာတတိပုဂ္ဂလအနေနဲ့ဝင်ရွေးမဲ့လူမှုစိန်ဝင်ဆိုတဲ့ဘေးတစ်ပွဲရှိတယ်အဲ့ဒီဒီစစ်မှုတော်ဥပဒေနဲ့ပတ်သက်ပြီးတော့မှအမသူတပည့်ဆိုတဲ့ဟာတွေတောင်ပါသွားသေးတယ်မင်္ဂလာဆောင်ပြီး မကြသေးဘူး၃လရဲ့ပဲရှိတယ်အဲ့လူတွေကအစပေါ်တာတွေဆွဲနေတဲ့တကြောင်မလို့ပေါ်တင်တွေဆွဲနေတဲ့ကြောင်မလို့မှတတိတတိပုဂ္ဂလအမတ်ကြီးကပြောလာပါပြီလို့နော်သူလည်းသူလည်းမခံမရမ်းနိုင်တယ်ဖြစ်ပြီးတော့မှဒီစစ်မှုတဲ့ဥပဒေနဲ့ပတ်သက်ပြီးပြောလာပါပြီနားထောင်ကြည့်အောင်ပြည်သူစစ်မှုတန်းစင်ခေါ်ကြီးမြို့နယ်အဖွဲ့ကိုကျွန်တော်အတိတ်တိလေးပေးခြင်းနေဗျနော်ပြည်သူစစ်မှုတန်းခေါ်ယူတဲ့ကိစ္စကိုကျွန်တော်တို့ ဒီပုံမှာကောင်းတယ်ဆိုရဲကျွန်တော်မဝေဖန်ပါဘူးဒါပေမဲ့ဤသူစေမှုတန်းစင့်ခေါ်ခြင်းကိုဆောင်ရွက်ပါဥပဒေနဲ့ဤဥပဒေနဲ့ညီဆောင်ရွက်ပါအဲ့လိုမဟုတ်ဘဲနဲ့ဤသူစစ်မှုတန်းခေါ်ယူခြင်းကိုစင့်ခေါ်ခြင်းကို မလုပ်ဘဲနဲ့အတင်းအာရမဆွဲခေါ်ခြင်းလုပ်တာတော့မတင်တော့ပါဘူးเนาะရွေးကောက်ပွဲကိုထိကပ်ဖြစ်စီစီတယ်လို့ကျွန်တော်ဒါပထမဆုံးဒါအောင်ဆိုရင်ဒုတိယချိန်ပေါ့ဗျာ เนาะကျွန်တော်သတိပေးထားပြီးပေးထားပါတယ်เนาะသတိပေးခဲ့ပါတယ်ဒီကုန်းပေါ်စုကမင်္ဂလာဆောင်တာ၃ဟိုအိမ်တော်ကြတာ၃လေးရဲ့ပဲရှိတယ်သူမိမကောင်မလေးရှိမျိုးနယ်ဘက်ကိုသွားတယ်နေတာကလဲဝေးနေတယ်သွားတာကမိမကကိုဇေယသီရိမှရှိလို့အိုက်သွားတယ်မင်္ဂလာဆောင်တာမှ၃ရက်ပဲရှိသေးတယ်အဲ့ဒါဆွဲခေါ်သွားတယ်ခေါ်သွားတာလဲဟိုဒီ အုတ်ချုပ်ရည်အဲ့ဒီအင်းစင်းတိုင်ထားတဲ့သားနဲ့အဲဒီအုတ်ချုပ်ရည်မူကဒီရံဖြစ်လို့ဆိုတဲ့သဘောနဲ့ခေါ်ပြီးတော့တခါလဲဒီပြည်သူစစ်မှုတန်းတဲ့ကိုထည့်လိုက်တာဒါစင့်ခေါ်တာမဟုတ်တော့ဘူးစီးနဲ့ကန်းနဲ့ဥပဒေနဲ့ညီညွတ်ပြီးတော့စင့်ခေါ်တာမဟုတ်တော့ဘူးဒါကလှည့်စားပြီးတော့နော်အတင်းအားထဲမှာဆွဲခေါ်တာဖြစ်သွားတယ်။အာဒီလိုလေးမလုံးစီကြပါဘူးเนาะအဲ့တော့ကိုယ့်ရဲ့နိုင်ငံကောင်းဆောင်ကသူပြောနေလေ ရွေးကောက်ပွဲဟုဟလာထိကပ်ပြည့်စည်အောင်ဆောင်ရွက်တဲ့ဆိုရင်ထောင်ဒဏ်9နှစ်တည်းရောထောင်ဒဏ်5နှစ်တည်းရောထောင်ဒဏ်3နှစ်တည်းရောသူပြောနေတယ်လीဒါကလည်းနော်တိုင်းပြည်တွေလောက်တာမှန်တော်လဲနိုင်ငံတွေလောက်တာမှန်တော်လဲဥပဒေနဲ့ညီညွတ်မှုမရှိရင်အဲ့ဒါပြစ်ဖြစ်တယ်။နော်ဆရာသမားတို့နော်ကျွန်တော်ကဟိုအမှန်တရားဘက်ကပဲနေတယ်နော်အမှန်တရားဘက်ကပဲနေတယ်နော်ဥပဒေညီဥပဒေနဲ့အညီပဲကျွန်တော်ပြောဆိုဆက်ဆံတယ် ဲ့တော့ဒီပြည်သူစစ်ကိုခေါ်တဲ့အခါမှာဒီဥပဒေနည်းဥပဒေလုံထုံးလုံနည်းနဲ့အညီစင့်ခေါ်ပါအတရားထဲမှာဆွဲမခေါ်ပါနဲ့နော်ကျွန်တော်မြစ်တရက်ခံလို့ပါတယ်ဟိုတယောက်ရှိသေးတယ်အဲဘာခေါ်လို့ဒီသေးတယ်ဗျာ၃နာရီဆွဲခေါ်သွားတယ်ဗျာအင်းအင်းအဲ့တော့ကျွန်တော်ကဒါကြီးကြားသိရတာနော်ပြီးတော့လေကိုကုန်းမကုန်းမစုကကလေးကဝင်းထက်စုဆိုတဲ့ကလေးလေးကကျွန်တော် ကျိုးကြီးနဲ့အောင်တန်းကြီးမှာပါတယ်။အော်ဒီဒီဒီတိုက်ကြီးကိုစောက်တာ၊ तू စောက်တာ။အော်အဲ။နော်ဒီတိုက်ကြီးကိုစောက်တာ၊ तू စောက်ခဲ့တာ။อืมအဲ့တော့မကောင်းဘူးပေါ့။อืมဆိုတော့ဟိုအဓိကကတော့ဗျာဒီစစ်မှုတော်ဥပဒေနဲ့ပတ်သက်ပြီးတော့မှတခြားသူပါတာကို तू ရေးကြီးကွန်ကျဲပြောတာမဟုတ်ပါနဲ့သူ့လူတွေပါပါကုန်လို့ तू ပြောတဲ့သဘောမျိုးပဲ။ဆိုတော့တေချာတကွတော့ပါလဲဆိုတော့တို့အဲ့စစ်မှုတော်ဥပဒေနဲ့ပတ်သက်ပြီးတို့ထုတ်တဲ့ဥပဒေကဥပဒေပဲဗျာသိလား။စီးမြဲစီးမြဲပဲတို့လုံချင်တယ်လို့လုံနေတာ။ လားမင်္ဂလာဆောင်ထားတဲ့လူတွေအလင်းရှိမရရှိလူတွေစစ်မှုမထမ်းရပါဘူးအသက်ကဘလောက်ဆိုရင်တော့စစ်မှုမထမ်းရပါဘူးသူတို့ပဲပြီးသူတို့ပဲပြောသူတို့ပဲပတ်လို့ပဲစားပြောပြီးသူတို့ပဲပတ်လို့ပဲစားရေလုံနေတာဆိုတော့အစ်စ်မှုတန်းဥပဒေဆိုတာလည်းဘာဥပဒေလဲတော့ကျွန်တော်လည်းမသိဘူးတော်တော်လေးကတော့ရုပ်ပောက်တဲ့ဥပဒေပြသေးလားမြန်မာနိုင်ငံအတွက်ကိုတော်တော်လေးကိုရုပ်ပောက်တဲ့ဥပဒေပြည်သူအတွက်ကိုတော်တော်ရုပ်ပောက်တဲ့ဥပဒေလူငယ်တွေအတွက်ကိုတော်တော်ရုပ်ပောက်တဲ့ဥပဒေဒီအောက်တန်းစားတွေနဲ့ဒီနိုင်ငံကြီးကဘလို့တွေဆက်သွားနေလဲဆိုတော့ကျွန်တော်တို့မသိပေမဲ့ ဖွင့်ပြိုးလာကြလားမရှိဘူးတူတက်လာကြလားမရှိဘူးခင်ဗျားတို့ဆုပ်ယုပ်ဖို့ကလွယ်ပြီဘာမှမပြောလင်းနဲ့လို့ဒီညားကနေပြောချင်တယ်နော်โอเคဆိုတော့နောက်ထပ် video file လေးကြည့်အောင်ဒါကတော့ဒီကျွန်တော်တို့လက်ရှိမဲအွန်လိုင်းလုပ်တဲ့ရွေးကောက်ပွဲကဘယ်လိုရွေးကောက်ပွဲမျိုးဖြစ်နိုင်တယ်လဲဖြစ်နေတယ်လဲဒီအကြောင်းအရာကိုကိုမောင်မောင်ပြောပြပါလိမ့်မယ်နားထောင်ကြည့်အောင်ဝေဖန်လို့မရတာဟုတ်တရားမျှတတဲ့ရွေးကောက်ပွဲလို့ခေါ်လို့ရလား ခတ်တယ်ဗျအာလူခွင့်ရေးနဲ့ဒီမိုကရေစီဆိုတာလက်တွဲပြီးသွားမှာလူခွင့်ရေးမဖြစ်ပါတဲ့ဒီမိုကရေစီဟာတနည်းအားဖြင့်เนาะစာမပါတဲ့ဟင်မဲ့ဘလို့မှရတာရှိနေဟင်မဟုတ်တလို့အဲ့တော့လူခွင့်ရေးမရှိတဲ့ဒီမိုကရေစီဟာအမ်လုံးဝကောင်းမွန်တဲ့ဒီမိုကရေစီပါအရသာရှိတဲ့ဒီမိုကရေစီလို့ပြောလို့မရပါဘူးအဲ့တော့လူခွင့်ရေးအရင်အရေးကြီးတယ် တော့အခုမြန်မာနိုင်ငံလက်ရှိအခြေအနေကကြတော့ဒီရွေးကောက်ပွဲကဘယ်လိုခေါ်မလဲရွေးကောက်ပွဲကိုလုံးဝဖျက်ပါမယ်ဆိုပြီးတော့ကြုံဝါထားသောလက်နက်ကင်အင်အားစုတွေနဲ့နိုင်ငံရေးအင်အားစုတွေအားရှိသလိုဒီရွေးကောက်ပွဲကိုလုံးဝဖျက်အောင်လုပ်ပါမယ်ဆိုတဲ့နိုင်ငံရေးအင်အားစုတွေနဲ့လက်နက်ကင်အင်အားစုနှစ်ခုကြားထဲမှာကျိုးဆွဲပြီးတော့နော်ကျိုးဆွဲလွန်ဆွဲပြီးတော့ကျင်းပရတဲ့ရွေးကောက်ပွဲဖြစ်တဲ့အတွက်ကြောင့်မို့လို့အငင်းပွားပွဲရွေးကောက်ပွဲပဲဖြစ်ပါလိမ့်မယ်အဲ့တော့ဆန္ဒပြောသလိုပါဗျာနော် ကျွန်တော်ပြောသလိုပေါ့အမ်တရားမြတ်တဲ့ရွေးကောက်ပွဲဖြစ်နိုင်မလားဆိုတာလည်းဆက်လို့ရှိရင်တရားမြတ်တဲ့ရွေးကောက်ပွဲတို့တရားမမြတ်ဘူးလို့ပြောမှာပဲဆက်လို့ရှိရင်ပေါ့နော်အပြောလို့ရတာတခုတော့ရှိပါတယ်အငင်းပွားပွဲရွေးကောက်ပွဲဖြစ်လာမှာပါအင်းအဲ့တော့ညီမပေါ်ရေကောက်ပွဲပေါ့နော်။ဘာကြောင့်လဲဆိုတော့သူတို့ကလည်းမဖြစ်ဖြစ်အောင်ချက်ကုတ်ခဲကျင်းပါလားလေ။တစ်ဖက်ကလည်းခမောက်တွေ့ရတဲ့အတိုင်းပဲ။အာရေကောက်ပွဲမှာဆောင်ပါဝင်ဆောင်ရွက်နေသူတို့ဖမ်းထားတာ၊စီးထားတာတွေ၊ချိန်ချောက်ထားတာတွေပေါ့နော်။ ဖမ်းမဲ့စီးမဲ့ပေါ့သူတို့ဥပဒေထုတ်ထားတာရှိတာ哦အဲ့တော့ဒီဘက်ကလည်းပြန်ချင်းချောက်တာပေါ့အဲသူတို့ရဲ့ရွေးကောက်ပွဲကိုဖျက်မယ်ဟဲ့ဆိုရင်အားလုံးကိုပြန်ပြီးတော့ဒါဥပဒေနဲ့ရေးယူမယ်ဆိုပြီးပြန်ချင်းချောက်ရတာပေါ့အဲ့တော့အာနာလွန်ဆွဲပွဲနှစ်ခုကြားထဲမှာကျင်းပတဲ့ရွေးကောက်ပွဲဖြစ်တဲ့အတွက်ကြောင့်မလို့အမ်ဘလခေါမလဲကျွန်တော်တို့အငင်းပွားပွဲရေးကောက်ပွဲတစ်ခုဖြစ်မှာပါอืมအာနာလွန်ဆွဲပွဲအောက်ကနေလောရတဲ့ရွေးကောက်ပွဲဖြစ်တဲ့အကြောင်းမို့လို့အငင်းပွားပွဲရာရွေးကောက်ပွဲဖြစ်နေမယ် ဆိုတော့ကျွန်တော်တို့ PDF ညီကိုတွေကဒါကင်ထားတဲ့အာနာဒီ P2 အာနာဖြစ်ပါတယ်အဲ့ဒီအာနာဒီ PDF တွေကဟိုတော်လိုင်းရေးလက်နက်ကင်တပ်ဖွဲ့ဝင်တွေကသူတို့လက်ထဲမှာထားမဲ့အာနာမျိုးမဟုတ်ပါဘူး PDF လက်ထဲကိုထည့်ပေးမဲ့အာနာမျိုးဖြစ်တဲ့တကြောင်မလို့ဘယ်အာနာကတရားမျှတမှုရှိတဲ့အာနာလဲဆိုတာတော့မိသားစုတွေခွဲခြားပြီးသိဖို့လိုအပ်ပါတယ်ဆိုတော့တေးကြတာတစ်ခုကတော့ဟိုလက်ရှိခြေနေတစ်ခုမှာတော့စစ်တပ်ကလည်းစစ်တပ်လျောက်ကျွန်တော်တို့ဘက်ကလည်းကျွန်တော်တို့ဘက်ကလည်းဒါကျွန်တော်တို့အပြန်အလှန်တော့လွန်ဆွဲနေကြတာပဲဆိုတော့ ချိန်တိုင်တော့ဓမ္မနဲ့အာဓမ္မဘယ်သူကနိုင်မလဲဆိုတာကတော့အုံနောက်ရှိရတဲ့သူသမင်းစားကြီးရတဲ့သူဆိုတော့သိပါတယ်လို့ပြောချင်ပါတယ်အဲ့တော့နောက်တစ်ဗီဒီယိုဖိုင်လေးတစ်ခုကတော့ PR မခွေးကကိုနေမုံကစစ်ကိုအနိုင်တိုက်ချင်ရင်ရဲဘော်တွေကိုသမင်းဝအောင်ကျွေးပါဆိုပြီးတော့မှကိုဝေရန်နဲ့အတူတူပြောပြလာပါတယ်ဒါလေးကိုနောက်ထောင်ကြည့်ရအောင်ပါကျွန်တော်တို့တော်လိုင်းအစားတော့ကကျွန်တော်အေးရောကခေါင်းဆောင်တယောက်ကကိုဝင်ရတဲ့ကျွန်တော်နဲ့စကားပြောလို့ပဲကျွန်တော်တို့တွေဟို တက်ကိုဘယ်လိုထောင်းကြမလဲစကားပြောတဲ့ခါမှာ तू ကျွန်တော်စကားပြောတာလို့တယ်စစ်ကိုအနိုင်တိုက်ချင်ရဲဘော်တွေကိုထမင်းဝအောင်ကျွေးတယ် तू ပြောတဲ့စကားပေါ့နော်မှတ်မိရဲဘော်တွေကိုထမင်းဝအောင်ကျွေးပေါ့ဆိုတော့ရဲဘော်တွေထမင်းဝဖို့လိုတယ်ဗျအခုကျွန်တော်တက်တက်တက်မှာကျွန်တော်ရဲဘော်တွေထမင်းကျွေးတက်လောက်တင်း300ထပ်မှရှိတယ်အဲ့ထမင်းဘူးပဲနော်ရိတ်ခါဘူးပဲဟုတ်အဲ့အတိုင်းမပါဘူးကျွန်တော်စံဘူးပဲစံဘူးတင်300ကျော်ကျော်အော်ဟင်းကဘယ်ရရလဲဆို တော့အကျွေးရအောင်ဗျာကျွန်တော်မျက်ရှိတယ်မှုရှိတယ်ဟိုတဘာဝအကျွေးတယ်ဟင်းကိုတဘာဝအကျွေးတယ်ဆံကိုတော့ပြည်သူအကျွေးတယ်အဲကြောင့်ကျွန်တော်ထမင်းချက်တဲ့အခါမာလေးတဆုပ်ဆံလို့ခေါ်တယ်တဆုပ်ဆံဆိုတာအာကျွန်တော်တို့ဟိုအိမ်ကိုကျွန်တော်တို့ဒီမက်ဒီလာရှင်လေးဆုံးခံလာကျွန်တော်ဇွန်လေးတစ်စုံနဲ့လောင်းတယ်လို့မျိုးပဲလေကျွန်တော်တို့ထမင်းအိုးချက်ခံနေကျွန်တော်ကနုစီဘူးနဲ့ခတ်တယ်သုံးခွက်လေးခွက်ခတ်တယ်အဲ့လိုခတ်တယ်လို့ပဲအဲ့သုံးခွက်ခတ်လို့တခါထမင်းအိုးတိုင်တိုင်လက်လေးတစ်စုံနဲ့စုပ်ထားပြီးမှကြွကြွကလေးကမှတင်းတန့်ဖယ်ထားပြီးတစုံ အဲ့တဆုပ်ဆန်လေးတွေကညံလာတဲ့ခါမှာစန်တေးဖြစ်ပါတယ်အဲ့စန်တေးကျွန်တော်တို့လူပါပေါ့အဲ့တော့ဆယ်ဘိုးတဖို့လူနိုင်ရင်လူမလူနိုင်ရင်အ ਨੇ ဆုံးတော့ကျွန်တော်တို့တဆုပ်ဆန်လောက်လူပေးပါပေါ့ဒါကမြစ်တာရက်ခန္ဓာပြည်သူမပါမင်းနဲ့ကျွန်တော်တို့ရှေ့ဆက်သွားလို့မရဘူးပြည်သူကပဲထမင်းကျွေးတာအဲ့တော့ပြည်သူကထမင်းမကျွေးရင်တော်လိုင်းတန်းကြလာရင်ပြည်သူကထမင်းမကျွေးရင်ဘာဖြစ်မလဲဆိုရင်နိုင်ငံပြည်စည်းမှာနိုင်ငံပြည်စည်းမှာကျွန်တော်တို့ပွင့်လင်းပြောမယ် ်စစ်တက်တဲ့ရက်တီရှင်တယ်မို့ဆိုရင်ကျွန်တော်တဘောကအရင်မြင့်နေကိုကန်နေကျွန်တော်တို့ကြောင်းအောင်ယူတော့မှာနောက်တစ်ခုကျွန်တော်ငញ្ញံရင်ပန်းကင်းကြီးစိုက်တော့မှာအများကြီးဖြစ်လာနိုင်တယ်အဲ့လိုနိုင်ငံကြီးပဲပြည်စီမှာကျွန်တော်တို့ကစစ်မှန်တဲ့ဓမ္မဒီအတ္တမအမှုကိုကျွန်တော်မလုပ်ချင်ဘူးတဘောဘောင်ကြီးကျွန်တော်ထင်းထင်းကောက်ကွယ်ဆောက်ရှောက်ရမယ်ကျွန်တော်ဓမ္မဘဝဝင်ငါအလားလို့ကျွန်တော်လည်းညှို့ထိုးရအောင်လို့မရဘူးညှို့ထိုးကျွန်တော်တို့ဖြည့်ဆည်းလို့မရဘူး ဲ့တော့စစ်ကိုကြာကြာတိုက်လို့မရဘူးဗျာအဲ့တော့တော်လန်ကြီးကိုကြာကြာတိုက်လို့မရဘူးဘာလို့ရခိုင်ကသူ့ရဲ့ကာလာအတွင်းမှာကျွန်တော်အတူယူစရာကောင်းတဲ့ရခိုင်ကကာလာအတွင်းမှာမြန်မြန်တိုက်ကြလဲဆိုစစ်ကိုကြာလို့မရဘူးဆိုတဲ့အဖြစ်ကိုသူကောင်းကောင်းသိတယ်ဟုတ်စစ်ကြာရတယ်နော်ဗျာပြည်သူလဲပင်ပန်းတယ်နိုင်ငံရဲ့ပျက်စီးတယ်ကိုယ့်ရဲ့ရဲဘော်ရင်လဲပျက်စီးတယ်အဲ့တော့ကျွန်တော်တို့ထမင်းနဲ့မအောင်မကြွေးရင်တော့တက်ကပျက်စီးမှာပဲကျွန်တော်ပြောရည် အရာကိုခေါင်းဆောင်ပြီးထမင်းနှက်မှန်ကိုကျူဘူးလို့တယ်ထမင်းနှက်မှန်နဲ့တနည်းမင်းတက်ကပြတ်မှာပဲမင်းတက်ကအချိန်မရွေးရန်သူတက်လည်းဖြစ်သွားနိုင်တယ်အဲ့တော့ဟိုကျွန်တော်တို့ဟိုထမင်းနှက်မှန်ကိုကျူဘူးလို့လည်းဗျဟိုဝမ်ဝမ်နေမှာဖြစ်တာပေါ့နော်အဲ့တော့လူတို့ကိုမြင့်တက်ရခဏတော့ကျွန်တော်တို့ ထမင်းနံပါတ်အောင်ကျွေးပြပါတဆုပ်ဆံပဲเนาะကျွန်တော်အများကြီးမတောင်းတော့တဆုပ်ဆံဆိုကျွန်တော်တို့ပေါ့ပါပါတယ်ကျွန်တော်နေ့စဉ်တောင်ဆရာလေးတွေကိုဆုံလောင်းလာသေးရတယ်အဲတဆုံတဆုံတဆုံအဲ့ဒီတဆုပ်ဆံလေးတွေပါပဲအဲတဆုပ်ဆံလေးတွေကိုဖေဖေထားပြီးမှပြီးရင်ကျွန်တော်တအိမ်ဖူးရောင်ရောင်းရတဲ့ငွေလေးကိုကျွန်တော်တို့ပြန်လူပေးပေါ့အာဒါလူတို့ကိုတောင်းဆိုတာပါအင်းဆိုတော့ဒါကစစ်ကိုအနိုင်တက်ချင်ရဲဘော်တွေကိုထမင်းဝအောင်ကျွေးဆိုရဲ PRA မကွေးကကိုနေမွန်ဖြစ်ပါတယ်ကျွန်တော်ရှေ့မှာပြောခဲ့တဲ့လိုမျိုးပဲ အာရကတ္တော် A နဲ့ပတ်သက်ပြီးတော့မှဒီတော်လိုင်းအေးမှာအာရကတ္တော် A ကိုပုံစံယူပြီးတော့မှတိုက်ကြစေချင်ပါတယ်ဆိုပြီးတော့မှကျွန်တော်အကြံပေးခဲ့ဘူးပါတယ်ဒီအကြံတွေမှန်လားမမှန်ဘူးလားဆိုတာဟို PIA မကွေးရသူတွေတောင်မှပြောနေပြီနော်ဟိုကိုနေမိုးတောင်ပြောနေပြီအဲ့တော့စက်တိုင် A လို့တိုက်ပါစစ်ကစား A လို့ကစားပါဘလောက်နှုတ်လုံးတယ်လဲရခိုင်ပြည်သူလူထုဘလောက်တောင်မှအာရကတ္တော် A ခြေတန်လုံးလုံးသွားနေရခိုင်ပြည်သူလူထုဘလို့ဘလို့မျိုး လှုပ်လုံစွာနေနေလဲဒါမျိုးကျွန်တော်တို့ဖြစ်စေချင်တာပေါ့ဒါကစေတနာနဲ့ပြောတာပါအဲ့တော့အဆက်အနိုင်တိုက်ချင်ရဲဘော်တွေကိုထမင်းဝအောင်ကျွေးပေးဖို့ပြည်သူတွေကိုလို့စော်ရင်းနေမှာအလုံးကိုဂျေဆုမြတ်ကြီးတင်ပါတယ်ပလာတာရီဘလော့ YouTube channel ဖြစ်ပါတယ်ကြည့်ရှုအားပေးကြရတယ်တော်လံမျိုးတွေအလုံးပဲစိတ်ချမ်းသာခြင်းကိုကြီးချမ်းသာခြင်းနဲ့တလုံးတစ်ပတ်ပြေဝနိုင်ကြပါစေခင်ဗျာကျွန်တော်နောက်တစ်ခေါက်မှာအားလုံးနဲ့ပြန်လည်ပြီးတော့မှဆုံတွေ့ကြပါတယ်ခင်ဗျာအလုံးပဲဂျေဆုမြတ်ကြီးတင်ပါတယ်ခင်ဗျာ